အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်ဒုက္ခပါဒီနေ့မှာကျုပ်မိတ်ဆွေတွေများတို့အတွက်ဂါလာလေးတစ်ပုဒ်ဝေမျှပေးမှာဖြစ်ပါတယ်ဒီချိန်ဒီကာလမှာငွေကြေးနဲ့ပတ်သက်ပြီးတော့စဉ်းညင်ရတဲ့သူတွေတောကများနေတဲ့သူတွေပေးချာစီတဲ့ငွေတွေရစာစီတဲ့ငွေတွေငွေနဲ့ပတ်သက်ပြီးတော့အရန်ဆစ်စင်နေရတဲ့သူတွေရှိတယ်ဆိုရင်ဒီကာလာကိုနော်ရေယုံကြီးနဲ့ညွတ်ကြည့်ပါဒီကာလာက ठी အလွယ်တကူပေါ့စီမယ်ဂါရာဖြစ်ပါတယ်ဂါရာတွေမန္တန်တွေကစစ်ရခင်ကဆိုရင်နော်ဂါရာတဘုတ်ရဖို့ကလုံးဝလုံးမှာ မလွယ်ကူပါဘူး။အဲကြောင့်မို့ဒီခေတ်မှာအရန်ပေါ်များနေတဲ့အတွက်ကြောင့်မို့လူတွေကယုံကြည်မှုအားနည်းလာခဲ့တယ်။မယုံမကြည်ဖြစ်လာကြတယ်။ကာရာတွေမန်တန်တွေကိုရေယုံကြည်ကြည်ရွတ်မယ်ဆိုရင်တေတာပေါက်အချို့ထူတွေရရှိမှာဖြစ်ပါတယ်။ဒီကာရာကတချို့တွေကရွတ်ကြတယ်အများကြီးရှိပါတယ်။ဆရာကပြောတယ်ထီပေါက်မယ်ပေါက်မယ်ပေါက်မယ်ဘာမှထူချမှုလည်းမရှိဘူးအဲ့ဒီလူတွေလည်းအများကြီးရှိတယ်ဂါတာတွေမှန်တယ်ဆိုတာကအချိန်အခါတွေကြည့်ရတယ်ယုံကြည်မှုနဲ့ဆိုင်တယ်ပြီးတော့ဘယ်လိုရွတ်ရမလဲ ဒါလည်းအများကြီးရှိသေးတယ်ပေါ့နော်။ဒါကြောင့်မို့ကြောက်မဲ့ဆွေတွေကိုကာရီမန်နန်တွေကိုဆင်းရဲကြကြွတ်တက်အောင်ပြီးတော့လည်းအတန်ဒီတန်ထားလည်းမှန်ကန်အောင်ကျွန်တော်အသေးစိတ်လေးဒါစိတ်စိတ်နဲ့တင်ပြပေးမယ်။ပြီးတော့ကျွန်တော်ပြောတဲ့အချိန်အခါကိုလည်းအတိအကျလေးရွတ်ပါ။ဒါဆိုရင်မိတ်ဆွေတွေကံပေါ်မူတည်ပြီးတော့ဒီတွေကစူဂျီစူတေးအဲ့လိုမျိုးတွေပောက်တော့မှာဖြစ်တယ်။အရေးကြီးတာကခုကကာရီမန်နန်တွေလော်ဂီအစီအင်တွေကယုံကြည်မှပဲအောင်မြင်တဲ့အစီအင်ပြေးတယ်။မယုံမကြည်မဲ့လိုက်လို့ရင်တော့ ဘာမှထူချာမှာမဟုတ်ဘူးအခုကကျွန်တော်ဝေမျှပေးလိုက်တယ်မိတ်ဆွေတို့ကတွေ့သွားတယ်ဟုတ်လားပတ်စံလဲမကုန်မင်းနဲ့ဂါလာတပုတ်ကိုအလွယ်ရသွားတယ်ဟုတ်ပါဟုတ်ပါမလားအစင်မပြေပါမလားတဏှာစိတ်နဲ့ရုပ်ဖတ်မယ်ဆိုရင်တော့လုံးဝအကျိုးထူရမှာမဟုတ်ဘူးဒါကြောင့်မို့တချို့တွေကရှိတယ်အလေကားရတဲ့ပြည့်စည်တယ်ဆိုရင်တန်ဖိုးမထားကြဘူးเนาะငွေပေးလိုက်ရမှာเนาะတန်ဖိုးထားကြတယ်ဒါကြောင့်မို့အခုကျွန်တော်အလေကားမျှဝေပေးနေတာလေအားနေလို့မဟုတ်ပါဘူးကျုံမိတ်ဆွေတွေကိုရုံရုံကြည်ကြည်နဲ့ပေါ့เนาะကျွတ်စေခြင်းနဲ့ ကာရာတွေကဘယ်လောက်အစွမ်းထက်လဲဆိုတာဒါကျွန်တော်တို့အသိဆုံးပါပဲ။ဒါကြောင့်ကျုပ်မေစီရင်ငွေကြီးတွေအစင်းပြေးခြင်းနဲ့ဆိုရင်တော့ဖီပေါ့စီတော့ကာရာတော့အေတရကံဘိက္ခဝေမမတာဝကနံဘိက္ခုနံပထမံတလာကံကနန္တာနံယထိတံကုံတာဒါနောဣဒေနာတစ္ဆာဝိစေနာသတမေဟွန်တုတပတာ မိတ်ဆွေတို့ကအလွယ်ကူထိပေါက်ချင်တယ်ဆိုရင်เนาะအခုကျွန်တော်ပေးထားတဲ့ကာတာကိုမိမိရဲ့တက်စီဒရာတွေရွရမှာဖြစ်ပါတယ်ဆက်စစ်နှစ်ဆိုရင်ဆက်စစ်ခေါင်း30ဆိုရင်အခေါင်30နော်ကိုကအသက်40ဆိုရင် အခောက်40ပေါ့နော်တက်စီလေးရွတ်ပါရွတ်ပြီးတော့ထီတော့ထိုးပါဘာနံပါတ်လည်းမမိနဲ့မမိရင်ထဲမှာဖြစ်နံပါတ်ကိုထိုးပါရလာတဲ့ထီလက်မှတ်ကိုဖះအเจ้าဆောင်ရဲ့အောက်နားမှာထားထားပေးပါမတက်စင်းနေရာမှာထားနဲ့ဖះအเจ้าဆောင်ပေါ်မှာလည်းမထားနဲ့ပေါ့နော်ဒါဖះအောင်လှူဒန်းတဲ့ပုံစံမျိုးလေး အောက်မှာသွားထားတာပြီးပါအဲ့ဒါထားပြီးတော့ထီမထွက်မှချင်းမိတ်ဆွေတို့ကနေ့တိုင်းဒီကာတာကိုတက်စီရွတ်ဖက်ရမှာဖြစ်ပါတယ်ဒီကာတာကိုရွတ်ချင်အပြင်မိတ်ဆွေတို့ကံပေါ်မူတည်ပြီးတော့ထီရစုကြည်စုသေးတွေပေါ့မှာဖြစ်ပါတယ်အတိကရေးကြည့်တာကကာတာပေါ်မှာယုံကြည်မှုအရာရေးကြည့်ပါတယ်ခင်ဗျာကာတာပေါ်ယုံကြည်မှုမရှိဘဲနဲ့ရွတ်နေရင်လေထူးခြားမှုရှိမှာမဟုတ်ဘူးဒါကြောင့်မိတ်ဆွေတို့ကထီကိုအလွယ်တကူပေါက်ချင်နေဆိုရင်အခုကျွန်တော်ပေးမယ့်ကာတာကိုရေယုံကြည်နဲ့ရွတ်ဖက်ပါလို့ကျွန်တော်ကအကြံပြုပါတယ်ခင်ဗျာ